ဒါကတော့အချင်းချင်းလေပင်ရိုက်နေကြတဲ့ချစ်စရာတက်ကလက်အုပ်နှစ်ကောင်ပဲဖြစ်ပါရင်ကမ္ဘာလေတဲ့အရှိဆုံးတရဝါလိုလူတိများတဲ့တက်ကလက်အုပ်လေးတွေဟာဆိုရင်တော့သူတို့ရဲ့ထူးဆန်းတဲ့ပုံစံကြောင့်လူတွေရဲ့ချစ်ချင်းမြတ်တာကိုခေဆက်ဆက်ကိုခံခဲ့ရပြီးတော့အခုလဲသူတို့ရဲ့လေပင်ရိုက်ပုံကအင်မတန်ကိုမှရေကျဲစရာကောင်းနေတာမို့လို့ဒီဗီဒီယိုဖိုင်ကို online ပေါ်မှာလူကြိုက်များနေကြပါရင်ဒါပေမဲ့လေတေချာကြည့်မယ်ဆိုရင်တော့သူတို့ရဲ့လေပင်ရိုက်ပွဲဟာအပျော်ရန်စောင့်နေတာမဟုတ်ဘဲနဲ့ဒီကောင်နဲ့ဒီကောင်ထိခိုက်အောင်လို့အတဲအတန်ကိုစူးစမ်းနေတာကိုအန်အောပရာတွေ့ရမှာဖြစ်ပါတယ်။ တက်ကလက်အုပ်အထီးနှစ်ကောင်ဟာလုံဝကိုမှအကျော်မပေးဘဲနဲ့တယောက်တစ်ချက်နှုံတဲ့ကိုမှလက်တုပ်ပြန်နေကြပြီးတော့လယ်ဘင်းကိုတကောင်ကလွှဲရိုက်လိုက်ရင်နောက်တစ်ကောင်ကတကိုယ်လုံးရိုင်သွားတဲ့ထိကိုမှအာသုံးထားကြပါရင်တဖြည်းဖြည်းကြည်စရာကနေအပြင်းထန်ကိုတိုက်ခိုက်တဲ့ပုံစံပေါ်လာပြီးတော့နောက်ဆုံးမှာတော့ပို့ထားတဲ့တက်ကလက်အုပ်တကောင်ကနောက်တစ်ကောင်ရဲ့ပေါင်ပေါ်ကိုအာကုန်လှဲပြီးတော့လယ်ဘင်းနဲ့ကိုမှခတ်ထုတ်လိုက်ပါရင်ဒီချိန်ကတော့ပြင်းထန်လွန်လာတဲ့အတွက်ကြောင့်လည်းအရိုက်ခံရတဲ့ကောင်ကလည်းအတုံးယုံကိုလဲကျသွားပါရင်လဲကျတဲ့ကောင်ကလည်းအားကြမခံလယ်ဘင်းနဲ့ကိုပြန်ရိုက်လိုက်ရင်လည်းဒီရန်ပွဲကတော့အဆုံးမသက်သေးပါဘူးတော်အုပ်ဘရင်ဖြစ်တဲ့ချင်းတိတ်တွေက ်ကအုတ်လိုက်ကြီးကိုအနားရောက်လာတော့မှပဲအချင်းချင်းအခဲမချေကြတဲ့တက်ကလအုတ်တွေဟာထပ်ပြေးကြပါတော့တယ်။ဒါကြောင့်မလို့ဒီတက်ကလအုတ်တွေဘာကြောင့်အချင်းချင်းဒီလိုမျိုးလဲပင်ရိုက်နေတာလဲ။ဒီလိုမျိုးလှုပ်တာကလဲပင်ရောနာလား။ ဘာကြီးရဲ့ channel ကိုဒါကိုပြစ်မှုရလဲဆိုတာကလုံဝကိုမှစိတ်ဝင်စားဖို့ကောင်းနေပြီးတော့ဒီကနေ့ရဲ့ video လေးထဲမှာတော့ကျွန်တော်ကချစ်စပွေရကောင်းတဲ့တက်ကလအုပ်လေးတွေရဲ့အကြောင်းကိုအနည်းချင်းကိုမှပြောပြပေးသွားမှာလည်းဖြစ်ပါတယ်။တကယ်တော့တက်ကလအုပ်တွေရဲ့လေပင်ရိုက်ပွဲဟာသူတို့ချင်းချင်းကိုမုံတီးလို့မဟုတ်ဘဲနဲ့နောင်လာနောင်သားတွေကိုကျမ်းမာတန်ဆွမ်းစေဖို့အင်အားသုံးတိုက်ခိုက်ပြချင်တာဖြစ်ပါတယ်။တက်ကလအုပ်အကောင်ပေါလေးတွေဟာဆိုရင်တော့ဖခင်နဲ့အကိုတက်ကလအုပ်တွေဒီလိုမျိုးရွရွချင်ချင်ပြိုင်ပွဲဝင်နေတာကိုကြည့်ပြီးတော့တဖြည်းဖြည်းကြီးကောင်ဝင်လာကြပါတယ်။ဒီနေ့အဖြစ်ကတော့တက်ကလအုပ်မျိုးစိတ်နဲ့တာမမှုကိုလည်းဆက်ထိန်ထားနိုင်ပြီးတော့ အန္တရာယ်နဲ့ကြုံလာရင်ပြန်လဲခုခံနိုင်မှာလည်းဖြစ်ပါရင်ဆိုတော့ဒီလိုမျိုးရိုက်လို့နာလားဆိုရင်တော့လောဝကူမှမနာပါဘူးအရွယ်ရောက်ပြီးတဲ့အကောင်ကြီးတွေဟာလေဘင်းရိုက်ခြင်းအပြင်တော့မနာအောင်လို့သူတို့ရဲ့လေဘင်းတွေကိုငယ်ချင်းကလေးကကိုမှလေးချင်းခဲ့ပြီးသားလည်းဖြစ်ပါရင်ဒါပြင်ကိုမှကြော်ရုံနဲ့တဆက်တည်းရှိနေတဲ့လေဘင်းဟာလည်းတစ်ကလက်အုပ်တကောင်အတွက်ကတော့အခိုင်အမာဆုံးအယူပဲဖြစ်ပါရင်တခါတလေအနေထားမမှန်တာကြောင့်နာကျင်တာမျိုးလေဘင်းရိုးကျိုးပြီးတော့တေဆုံးတာမျိုးလည်းဖြစ်တတ်ပေမဲ့လို့ပုံမှန်အပြင်ကတော့ဒါဟာလေဘင်းချင်းကိုဟန့်ရေးပြတဲ့ပွဲတစ်ခုသားဖြစ်ပါရင်လေဘင်းတွေကိုဝှေ့ရမ်းနေပေမဲ့လို့တကယ်တမ်းမှာသူတို့က6ရောက်တွေကိုတိုက်ခတ်ကြတာလည်းဖြစ်ပါရင် လေဘင်းနဲ့6ရောက်ကိုရိုက်လို့လဲကျသွားတဲ့အကောင်ကအရှုံးပဲဖြစ်ပါရင်ကြာရုံနဲ့တင်ကြည်နူးစရာလေးဖြစ်တဲ့ဒီလေဘင်းရိုက်ပွဲမှာနောက်ထပ်ရည်ရွယ်ချက်တစ်ခုကလည်းရှိလို့နေပါသေးတယ်။မိလက်ရာတီရောက်တဲ့အခါမှာလည်းသူတို့ဟာအမားလေးတွေကျွေးစီဖို့ဒီလိုနီလန်းကိုတုံးပြီးတော့အချင်းရှင်တက်ကြပါသေးတယ်။ထုံးစံအတိုင်းအနိုင်ရတဲ့အကောင်ကတစ်ကလအုပ်အမားလေးနဲ့နှစ်ပါးသွားခွင့်ရပြီးတော့မျိုးနယ်စုရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါတော့တယ်။လူချင်းမင်းတို့ကရောဒီလိုမျိုးချစ်ဖို့ကောင်းတဲ့တစ်ကလအုပ်လေးတွေရဲ့အကျိတ်နဲ့လေဘင်းရိုက်ပွဲပေါ်မှာဘယ်လိုမျိုးထင်မြင်ကြတယ်လဲကွန်မန့်လေးမှာဖြေပေးခဲ့လို့ရပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။